ကျွန်တော်တို့ဘဝကိုပြောင်းလဲဖို့ပြောတဲ့အခါကြီးကျယ်ခံထားတဲ့အရာတွေကြီးမားတဲ့ဆုံးဖြတ်ချက်တွေနဲ့ရုပ်ရှင်ဆက်ဆံအခိုက်အတန့်တွေလုတ်ပြနိုင်မှရမယ်လို့ထွေးတတ်ကြပါတယ်။ဒါပေမဲ့လူတွေနဲ့လက်တွဲလုပ်ကန်ရင်အောင်မြင်သွားသူတွေကိုစောင့်ကြည့်ရင်ရုံးကန်နေရတဲ့သူတွေကိုမြင်တွေ့ရင်ကကျွန်တော်တို့ခုသင်ယူခဲ့ရပါတယ်။ကြီးမားတဲ့အရာတွေကအကြီးမားဆုံးသောအပြောင်းလဲဖို့မဖြစ်စေပါဘူး။အသေးမွားအရာတွေကသာကြီးကြီးမားမားပြောင်းလဲပြီးဖြစ်လာကြတာပါ။ကျွန်တော်တို့နေတိုင်းလုပ်နေတဲ့သင်ရတဲ့အလေးချင်းလေးတွေ ဒီငယ်တဲ့ရွေးချယ်မှုလေးတွေပေါ့ဒီတော့ကျွန်တော်တို့ဘဝကိုကြီးကြီးမားမားပြောင်းလဲခြင်းနေဆိုရင်အသေးမွားလေးပြခံနေစတင်ရပါမယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့လက်လျူရှုထားတဲ့အရေးမပါဘူးလို့ထင်ထားတဲ့အသေးစားအလေးခြင်းတွေကအချင်းကြလာတာနဲ့အမျှခွန်ပေါင်းလို့ခေါ်တဲ့ပေါင်းဆက်အကျိုးတရားမှုဖြစ်လာလို့ပါ။ကျွန်တော်ပြောပြပါမယ်။ဒီလိုပေါင်းဆက်ထားတဲ့အကျိုးပန်းအားထုတ်မှုရဲ့ရှားလက်တွေကအမှခံပါပဲ။ဒီအသေးစားလေးခြင်းတွေကိုအလွန်လောက်ကြာအောင်ရှင်းသုံးပြီးတဲ့အခါတင်းရဲ့ဘဝကိုသင်ကိုယ်တိုင်တော့မှ မှတ်မိနိုင်တော့မှာမဟုတ်ပါဘူးဒီလိုနဲ့တနေ့ကျရင်သင်ပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါသင်အမြဲတမ်းအိမ်မက်မက်ခဲ့တဲ့ဘဝမှာရှင်သန်နေတာကိုတွေ့ရပါလိမ့်မယ်ဒီအရာအလုံးကတည်တည်မမမအရာလေးတူကြောင့်အခုခင်ဗျားတို့ကိုခဏလောက်စဉ်းစားကြည့်စီချင်တာရှိပါတယ်အကယ်၍သေးငယ်တဲ့လေးချင်း၁၀ခုကိုပြောင်းလဲလိုက်ရုံနဲ့ကိုယ့်ရဲ့ဘဝကြီးတစ်ခုလုံးကိုပြောင်းလဲပြစ်နိုင်မယ်ဆိုရင်ပေါ့အရန်ကြီးပြည့်စည်မှုတော့မရှိဘူးမလားအသေးမွားစေချက်တွေပါဒီနေ့ပဲစတင်နိုင်ပြီးတော့သင်ရဲ့အနာဂတ်ကို ြောင်းလဲပြနေတဲ့အရာစိတ်ခုမှန်ပါတယ်ဒါကအလေးချင်းကြီးအလှတရားပါပဲသူတို့ကတင်းရဲ့ချင်းစရာကိုကြီးကြီးမားမားညှိယူဖို့ဒါမှမဟုတ်ရုတ်တရက်ကံကောင်းမှုမလိုအပ်ပါဘူးမိတ်ဆွေတို့အခုချက်ချင်းပဲနေရာမှာပဲရှိရှိဘာတွေပဲပိုင်ဆိုင်ပိုင်ဆိုင်စတင်နေပါတယ်ဒါဆိုရင်ဒီအသေးစားလေးချင်းတွေကဘာတွေလဲမိတ်ဆွေရဲ့နေ့စဉ်လုံးလုံးဆင်မြေတွေမှာထည့်သွင်းလိုက်မယ်ဆိုရင်မိတ်ဆွေရဲ့ဘဝတွေကိုသာဝရပြောင်းလဲပေးနိုင်မယ့်အရာတွေကဘာတွေလဲကျွန်တော်တို့တစ်ချက်ချင်းပြောပြပေးတော့ပါမယ် ဒါကြောင့်မဆုလောက်ထားဖို့တော့မမေ့ပါနဲ့။မိတ်ဆွေတွေအမေခွန်းတခုရှိပါတယ်။သင်ဖတ်မယ်ဆိုပြီးဝယ်ထားပေမဲ့အချိန်မရလို့မဖတ်ပြတဲ့တဲ့ဆောင်းတွေတဘုံကြီးရှိနေတလား။ကျွန်တော်မှလည်းရှိဖို့ပါတယ်။ဒါပေမဲ့အလောက်ကတစ်ဖက်နေစဉ်ဘဝကတစ်ဖက်နဲ့တရက်ကို2နာရီ3နာရီလောက်ဆောင်းတွေထိုင်ဖတ်ဖို့ဆိုတာကမဖြစ်နိုင်တော့ပါဘူး။မိမိအလောက်မှာပဲဖြစ်ဖြစ်ဂျင်မှာပဲဖြစ်ဖြစ်လေ့ကျင့်ခန်းလုပ်ရင်းပဲဖြစ်ဖြစ်ညမအိတ်ကမိနစ်20အလိုမှာပဲဖြစ်ဖြစ်နားထောင်ပြီးတော့သင်အချင်းတွေကိုကောင်းကောင်းအသုံးချလို့ရမယ်ဆိုရင်ပေါ့ ဟုတ်ပါတယ်အခုပြောနေတာကတော့ကျွန်တော်တို့ရဲ့ web power book application ကြောင့်ပါစိတ်ဝင်စားတော့အခုပဲ comment မှာချပေးထားတဲ့ link ကနေတဲ့ဖုန်းနဲ့ထောင်းယူပြီးတော့မှအခမဲ့အစာအုပ်တွေနဲ့ဖတ်ရှုနှားဆင်ကြည့်ပါကဘာကျော်ထိတန်းစာအုပ်ပေါင်း300ကျော်ရှိနေပြီးတော့အပတ်စဉ်စာအုပ်အသစ်တွေကိုလည်း app ထဲမှာတင်ဆက်ပေးနေပါတယ်စာအုပ်အလုံးခန်းစားရရှိဖို့အတွက် premium member တော့ဝင်ရပါမယ်ဒါပေမဲ့ member ကြီးကလည်းလူတိုင်းတက်နိုင်အောင်လို့တစ်လကို4900ကျပ်ကစပြီးတနည်းစားတစ်ခါတည်းသွင်းမယ်ဆိုရင်တော့တစ်လကို4000နှုန်းနဲ့ စုစုပေါင်း4800ကျပ်ပဲကျတင်မှာဖြစ်ပါတယ်။ပြီးတော့မိတ်ဆွေတွေရဲ့ member ကြီးတွေက30ရာခိုင်နှုန်းကိုလည်းမိဘမဲ့ခင်ရာတွေမှာလာစဉ်လူထမ်းပေးသွားအောင်ပါပါ။အလူမတန်းတွေကိုလည်းကျွန်တော်တို့ Facebook page မှာလာစဉ်မျှဝေပေးနေပါတယ်။အခုပဲ app ကိုထောင်းယူပြီးတော့စမ်းကြည့်ပါခင်ဗျ။အစဉ်ပြေ Premium member ဝင်ပြီးတော့မှအသိပညာဘဝသူရတွေနဲ့နေ့စဉ်ဘဝကိုဖြတ်သန်းဖို့တိုက်တွန်းပါတယ်။အစီအစဉ်လေးကိုဆက်လိုက်ကြရအောင်ခင်ဗျ။ပထမအလေးချင်း reading စာဖတ်ခြင်း ်အခုတင်းစိတ်တင်းမှာကျုပ်တော့နေတိုင်းစာအုပ်ယူပြီးထိုင်ဖက်ဖို့အချိန်မရှိဘူးဗျာလို့တွေးနေတယ်။ဒါပေမဲ့လို့တေချာနားထောင်ပါစာဖတ်ခြင်းကမိတ်ဆွေတို့မွေးမြူတိုင်းနဲ့အစွမ်းအထက်ဆုံးအလေးအကျင့်နေတဲ့ပါတစ်ခုပါပြီးတော့ကျွန်တော်ကဘလို့စာဖတ်ခြင်းကိုမှပြောနေတာမဟုတ်ပါဘူးကျွန်တော်ပြောနေတာကရည်ရွယ်ချက်ရှိရှိနဲ့စာဖတ်ခြင်းမျိုးပါတေးရဲ့စိတ်ကိုစမ်းထုတ်ပြီးမှတင်းရဲ့တွေးခေါ်ပုံကိုချဲ့ထွင်ပြီးမှအတွေးအမြင်အသစ်တွေနဲ့ဖြစ်နိုင်ခြင်းအသစ်တွေကိုမိတ်ဆက်ပြီးမှအရာတစ်ခုကိုဖတ်ခြင်းပါ ကိုယ်ခန္ဓာကိုယ်ကိုအစာကျွေးတယ်လို့ပဲကိုယ်စိတ်ကိုယ်ဘာကျွေးလဲဆိုတာကလည်းအရေးကြီးပါတယ်။ကျွန်တော်ပြောချင်တာကစာဖတ်ခြင်းဟာအချိန်ပြုံးတာတကယ်မဟုတ်ပါဘူး။ဒါကတကားပေါက်တစ်ခုပါ။သူကအတွေးမြင်သိတွေစီကိုတွေးခေါ်ပုံအသိတွေစီကိုအခွင့်လန်းအသိတွေစီကိုတကားဖွင့်ပေးနိုင်ပါတယ်။သင်ကစာဖတ်ခြင်းကိုနေ့စဉ်အလေးချင်းတစ်ခုအဖြစ်ပြုလုပ်တဲ့အခါမှာသင်စိတ်ကိုအသိပညာဉာဏ်ပညာနဲ့အမြင်ကျယ်မှုတွေကိုကျွေးမွေးနေတာပါ။လူအများစုကအောင်မြင်ဖို့အတွက်ဒုတတ်ဖို့အတွက်စာလောင်နေကြတယ်။ ဒါပေမဲ့အာမြင်မှုအတွက်လိုအပ်တဲ့အာဟာရဓာတ်တွေကိုသူတို့ရဲ့စိတ်ကိုမကြွေးကြပါဘူး။အာမြင်မှုကထမ်းမြတ်တဲ့စိတ်ကိုလိုအပ်တယ်။အမြဲတမ်းသင်ယူနေတဲ့အမြဲတမ်းကြီးထွားနေတဲ့အမြဲတမ်းကြီးထွားနေတဲ့အမြဲတမ်းစမ်းထွက်နေတဲ့စိတ်မျိုးပေါ့။ဒီတော့မိတ်ဆွေတို့ရဲ့စိတ်ကိုအလွယ်ကူဆုံးကြွေးမွေးနိုင်တဲ့နည်းကတော့စာဖတ်ခြင်းကနေဖြစ်စင်ပါပဲ။ဒီလိုမျိုးစဉ်းစားကြည့်ပါ။စာအုပ်တို့ကိုကြောက်ယူလိုက်တိုင်းတရားရောက်ရဲ့ဘဝတစ်လျှောက်လုံးအလုံးလုံးခဲ့ရတဲ့အစိပ်ပိုင်းတစ်ခုကိုခံဆောင်လိုက်ရတယ်လို့ပါပဲ။ သူတို့ရဲ့အတွေ့အခေါ်တွေသူတို့ရဲ့အထွေအကြုံတွေသူတို့ရဲ့ဉာဏ်ပညာတွေပေါ့ဘလောက်အစွမ်းတတ်တဲ့အယူဆလဲကိုကိုတိုင်နှစ်ပေါင်းများစွာဆောင်ဆိုင်ပြီးအသင်ယူမှရလာမယ်ဘဝတတရသင်္ကန်းစာတွေကိုနိုင်အနေငယ်တွေမှာဆုပ်ယူနိုင်တယ်အခုကျွန်တော်ကခင်ဗျားတို့နေတိုင်းနိုင်ပေါင်းများစွာဖတ်ရမယ်လို့ပြောနေတာမဟုတ်ပါဘူးတနေ့တနေ့ရွေကျဲရှိရှိဖတ်တဲ့7မိနစ်ဒါမှမဟုတ်15မိနစ်လောက်ကစူပေါင်းသွားတဲ့အခါများပြားလာနိုင်ပါတယ်အချိန်ကြာလာတဲ့အခါမှာအဲ့ဒီအသိပညာတွေကဘန်တွေကစူထားငွေအပေါ်ကအတိုးလိုပဲ ပေါင်းဆက်ပြီးတော့မှဇာတို့ခွန်ပေါင်းဖြစ်လာပါတယ်။အဲ့ဒီပေါင်းဆက်တိုးပွားလာတဲ့အသိပညာကအဲ့ဒါကပဲခမည်းတော်ရဲ့ဘဝကိုပြောင်းလဲပေးမယ့်အရာပေါ့။သူကခမည်းတော်ရဲ့ကဘာကြီးကိုမြင်တဲ့ပုံတက်တနာတွေကိုဖြည့်ရှင်းတဲ့ပုံနဲ့စင်ကုန်မှုတွေကိုကန့်တွယ်ပုံကိုပြောင်းလဲပေးပါတယ်။ဒါပေမဲ့ဒီမှာအဓိကအချက်တစ်ချက်တော့ရှိပါတယ်။မိတ်ဆွေတို့ဘာဖက်လဲဆိုတာကိုရွေးချယ်တတ်ဖို့လိုပါတယ်။စောက်တိုင်းကကိုယ့်ရဲ့အချိန်နဲ့ထိုက်တန်တာမဟုတ်ပါဘူး။မိတ်ဆွေတို့အနေနဲ့လည်းကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကိုအတင်းအဖျင်းတွေဒါမှမဟုတ် အနှစ်သာရမရှိတဲ့စာအုပ်တွေနဲ့ဖြုံးတီးပြစ်ချင်မှာမဟုတ်ပါဘူး။အဲ့ဒီစာအသင်ကိုစိန်ခေါ်မဲ့တင်းစိတ်ကိုချက်ထွင်ပြီးမဲ့တင်းကိုစဉ်းစားညံထက်စီမဲ့စာအုပ်တွေကိုရွေးချယ်ပါ။အထုပ်ပတ်တိတွေပဲဖြစ်ဖြစ်၊ကိုပိုင်ဖွံ့ဖြိုးတိုးတက်ရေးပဲဖြစ်ဖြစ်၊စီးပွားရေးဘီဝါဆိုင်ရာစာအုပ်တွေပဲဖြစ်ဖြစ်တင်းသွားခြင်းနဲ့လမ်းကြောင်းနဲ့ကန့်ညီတဲ့တခုခုကိုရွေးပါ။ဘာဖြစ်လို့လဲဆိုတော့ဘဝမှာတင်းသွားခြင်းနဲ့နေရာကဒီနေ့တင်းစိတ်ကိုဘာကြွေးမွေးနေတယ်လဲဆိုတဲ့အပေါ်မှာမူတည်နေလို့ပါပဲ။တင်းစိတ်တဲကိုဝင်ခွင့်ပေးလိုက်တဲ့အထွေးအမြင်တွေကတင်းရဲ့အနာဂတ်ကိုပုံဖော်ပေးမှာပါ။ ဒါကြောင့်စာပယ်ခြင်းကိုနေ့စဉ်ရွေကျက်ရှိတဲ့အလေးချက်တစ်ခုအဖြစ်ပြုလုပ်လိုက်ပါ။ဒါဆိုရင်တင်းရဲ့တွေးခေါ်ပုံတင်းရဲ့အဆုံးဖြတ်ချက်တွေနဲ့နောက်ဆုံးမှာတော့တင်းဘဝတစ်ခုလုံးပြောင်းလဲလာတာကိုစတင်သတိထားမိလာပါလိမ့်မယ်။နောက်တစ်ခုအနေနဲ့အောင်မြင်သူ69ရာခိုင်နှုန်းမှာဖေရာကတုန်ကြီးနေတယ်။သူတို့မှာဇာနေစာဥတုရှိပြီးတော့မှနေ့စဉ်အသုံးပြုကြပါလေ။ဒါကလုံလောက်တဲ့အတိမတ်ပြမှုမရရှိတဲ့အလေးအချက်တွေကတစ်ခုပါ။ဒါအထူးသဖြင့်တင်းရဲ့အတွေးတွေရင်မှန်းချက်တွေအိမ်မက်တွေကိုချရေးတာမှာအစွမ်းတတ်တဲ့အရာတစ်ခုပါဝင်နေပါလေ။ မော်ဆန်တယ်လို့ပါပဲသင်ရဲ့အတွေ့အကြုံကိုဆောင်ရွက်ဖို့တင်လိုက်တဲ့အခါသူတို့ကပို့ပြီးတော့မှအမှန်တရားဆန်လာတယ်သူတို့ကမိဆွေရဲ့ခေါင်းထဲမှာပဲလဲနေပြီးတော့ရှုပ်ထွေးမှုဒါမှမဟုတ်အစွမ်းရည်ပူပန်မှုတွေဖန်တီးနေတော့မှမဟုတ်ပါဘူးအဲ့ဒီအစားသူတို့ကမိဆွေရဲ့ရှိမှကြည်လင်ပြတ်သားပြီးတော့ထိတွေ့နိုင်တဲ့အရာတွေအဖြစ်ရှိနေပါတယ်ဒါကမိဆွေကိုထင်းကျုံနိုင်တဲ့ခံစားချက်ကိုပေးပါတယ်အခုဆိုရင်မိဆွေကပြဿနာဒါမှမဟုတ်အတွေ့အခေါ်ကိုဘာလဲဆိုတာထင်းသားမြင်နေပါတယ်မြင်လိုက်တာနဲ့ပြန်နေဘယ်လိုဖြစ်ရှင်းရမလဲဒါမှမဟုတ်ဘယ်လိုဖြစ်မြောက်လောက်ရမလဲဆိုတာကို စတင်စဉ်းစားနိုင်ပါပြီ။အကြောင်းအရာတွေကိုခြားရေးခြင်းကသင်္ဆေကိုလေကောင်းလေတန်ပေးလိုက်တာနဲ့တူပါတယ်။ခြားနေမရင်ဘာဖြစ်မလဲ။ခေါင်းလေးကအရာတွေကိုခြားမရေးတဲ့အခါအရာလုံးကသင်္ဆေထဲမှာရှုပ်ထွေးပွေလိမ့်နေပါတယ်။တင်ရတန်းပေါင်းများစွာသောအတွေးတွေအယူအဆတွေစိုးရိမ်ပူပန်မှုတွေနဲ့အစီအစဉ်တွေပြန့်လွင့်နေတာကိုခေါင်းနဲ့တည်ပြီးတော့မှရှောက်သွားနေရတာပါ။ဒါကပင်ပန်းနွမ်းနေစေရပါပဲ။တင်ရဲ့အုံနောက်ကအရာအလုံးကိုစုပ်ကင်ထားဖို့ကြိုးစားနေပြီမဲ့သူမလုပ်နိုင်ပါဘူး။ ။ဒါပေမဲ့သင်ကဘောပင်နဲ့စာရွက်တွေကန်ပြီးတော့မှထန်ချလိုက်တဲ့အခါအဲ့ဒီစိတ်ပိုင်းဆိုင်ရာရှုပ်ထွေးမှုတွေအားလုံးကိုဖယ်ရှားလိုက်တာပါပဲ။ဒါကရှုပ်ပနေတဲ့အခန်းအခန်းကိုရှင်းလင်းလိုက်တာနဲ့တူပါတယ်။ရုပ်တရက်အရာအားလုံးကစနစ်တကျဖြစ်သွားသလိုခံစားရလာတယ်။သင်ပို့ပြီးရှင်းလင်းစွာနဲ့တွေးခေါ်နိုင်လာတယ်။ပို့ပြီးတော့မှထိတိယောက်စီစဉ်နိုင်လာတယ်။တကယ်ရေးပါတဲ့အရာတွေပေါ်မှာအာယုံဆိုင်နေကြတယ်။နောက်ပြီးတော့အချိန်အများကြီးလည်းမလိုပါဘူး။နေ့စဉ်မိနစ်အနည်းငယ်လောက်ဂျာနယ်ရေးတာ။ကြီးမားတဲ့ပြောင်းလဲကိုဗန်တီးပြီးနေပါတယ်။ ဂျာနယ်ရေးခြင်းနဲ့ပတ်သက်တဲ့နောက်ထပ်အချက်တစ်ခု ရှိနေပါသေးတယ်။အဲဒါကသင်ရဲ့ဒုတက်မှုကိုခြေရာခံရမှာအထောက်အကူပြုပါတယ်။ဘဝကရှုပ်ထွေးလာတဲ့အခါသင်ဘယ်လောက်ထိရောက်ခဲ့ပြီလဲ။ဒါမှမဟုတ်ဘယ်လောက်များများပြီးမြောက်ခဲ့ပြီလဲဆိုတာကိုမေ့ပြဖို့လိုပါတယ်။ဒါပေမဲ့သင်ရဲ့အတွေ့အကြုံနဲ့ရည်မှန်းချက်တွေကိုပုံမှန်ချရေးတဲ့အလေ့ကျင့်ကိုပြုလုပ်တဲ့အခါမှာသင်ရတဲ့ခရီးစဉ်အမှတ်အတန်းကိုဖန်တီးလိုက်တာပါပဲ။ကျွန်တော်ပြောပြပါမယ်။သင်ရဲ့အမှတ်အတန်းဟောင်းတွေကိုပြန်ကြည့်ပြီးတော့သင်ဘယ်လောက်တောင်မှထိုးတက်လာခဲ့ပြီလဲ။ ဖဲစင်ကော်မှုတွေကိုကြော်လွားခဲ့ပြီးပြီလေဒါမှမဟုတ်သင်အိမ်မက်တွေတဲကဘဏ္ဍကုကိုအကောင့်တွေဖော်ခဲ့ပြီးပြီလေဆိုတော့ကိုတီးလိုက်ရတာထက်ပူပြီးတော့မှစိတ်တက်တက်ကြွစီတဲ့ရာမရှိပါဘူးဒါကြောင့်အသေးမွားကနေစတင်လိုက်ပါနေ့စဉ်9မိနစ်ဒါမှမဟုတ်10မိနစ်ကိုစာရေးဖို့အတွက်ဖယ်ထားလိုက်ပါပြီးပြည့်စုံနေစရာမလိုတလို့နဲ့နဲ့နေစရာလည်းမလိုပါဘူးသင်ရဲ့အတွေ့အကြုံကိုစီစဉ်ခွင့်ပြုလိုက်ယူပါပဲဒါဆိုရင်သင်ရဲ့စိတ်ရှင်းလင်းမှုအာရုံစူးစမ်းမှုနဲ့ကိုယ်ပိုင်တိုးတက်မှုမှာကွာခြားချက်ကိုစတင်မြင်တွေ့လာပါလိမ့်မယ် နောက်တစ်ခုအနေနဲ့သင်ကသင်ရဲ့ရည်မှန်းချက်တွေကိုတတ်မှတ်ရမယ်။အဲ့ဒီနေရာမှာပဲလက်တွေ့လှုပ်ဆောင်မှုကိုစတင်တာပါ။ကျွန်တော်မြဲပြောလေးရှိတယ်။ရည်မှန်းချက်တွေမတတ်မှတ်ဘူးဆိုရင်သင်ဟာရက်မပါတဲ့လေးနဲ့တူပါလေ။သင်လှူရှားနေနိုင်ပြီမဲ့ရည်ထဲမှာလွင်မြောနေတာပဲ။လေတက်ရာကိုရိမ့်နေတာပေါ့။ဒါကမေးဆွေနေထိုင်ရမယ့်ဘဝပုံစံမဟုတ်ပါဘူး။ရည်မှန်းချက်တွေကဥတည်ချက်ပေးတယ်။တို့ကသင်ပြတ်မှတ်ထားမယ့်အရာကျူးစားအားထုတ်ရမယ့်အရာကိုပေးတယ်။သင်စီထဲမှာရှင်းလင်းပြတ်သားတဲ့ပြတ်မှတ်တစ်ခုရှိနေတဲ့အခါ အရေးမပါတဲ့အရာတွေအတွက်အချိန်ပြုံးတာကိုရပ်တန့်လိုက်တယ်။အဲ့ဒီအစားအသင်လှုပ်ဆောင်တဲ့လုပ်ရတိုင်းဆုံးဖြတ်ချက်တိုင်းရွေးချယ်မှုတိုင်းကတင်သွားခြင်းတဲ့နေရာကိုပုံမူပြီးနှီးဆက်စေပါတယ်။ဒါကရည်မှန်းချက်သတ်မှတ်ခြင်းရဲ့ဆွမ်းအားပါပဲ။လူအများစုကရည်မှန်းချက်သတ်မှတ်တာကိုတစ်နေ့တစ်ခါနှစ်သက်ကူညာမှလိုရတဲ့အရာလို့ထင်ကြတယ်။ဒါပေမဲ့ကျွန်တော်ပြောပြရစီရည်မှန်းချက်သတ်မှတ်ခြင်းကနေ့တိုင်းလှုပ်တဲ့အရာပါ။မနက်နိုးလာတဲ့အခါကိုကိုကိုမေးပါဒီနေ့ငါဘာပြီးမြောက်အောင်လုပ်ချင်တယ်လေ။အဲ့ဒီအရာတစ်ခု တခုတည်းသောအရာအဲ့ဒါကိုဒီနေ့အသင်လှုပ်ဆောင်နိုင်ခဲ့မယ်ဆိုရင်သင်ဘဝမှာပြောင်းလဲဖြစ်သွားစီမယ့်အရာကပါလေခြာရေးလိုက်ပါအဲ့ဒါကသင်ရဲ့ပြင်မှတ်ပါပဲအခုသင်ရဲ့စိတ်ကဘာကိုအာရုံစိုက်ရမလဲဆိုတာကိုသိသွားပါပြီသင်ကသူ့ကိုလှုပ်တခုပေးလိုက်တာပါယုံကြည်ပါသင်ရဲ့စိတ်ကအလုံးလောရတာကိုသဘောကျပါလေသူကအဲ့ဒီရှင်မှန်းချက်ကိုဘလို့အောင်မြောင်လုပ်ရမလဲဆိုတာကိုစဉ်းစားဖို့စတင်အလုပ်လုပ်ပါလိမ့်မယ်ဒါပေမဲ့ဒီအချက်ကအရေးကြီးတယ်သင်ရဲ့ရည်မှန်းချက်တွေကတိကျပြတ်သားနေရမယ် ဝိုးရွားယူမှန်းချက်တွေကဝိုးရွားရက်လက်တွေကိုပဲဥတည်စေပါတယ်။ငါအောင်မြင်ခြင်းနဲ့ဒါမှမဟုတ်ငါကျမ်းမာကြံ့ခိုင်ခြင်းနဲ့လို့ပြောရုံနဲ့မပြီးဘူး။အောင်မြင်မှုကဘလို့ပုံလဲကျမ်းမာကြံ့ခိုင်မှုကတဲ့အတွက်ဘာကိုဆိုလိုတာလဲ။သင်ပို့ပြီးတော့မှတိကျလာလေလေသင်ရဲ့လုံဆောင်ချက်တွေကပို့ပြီးတော့မှအာယုံဆိုင်မှုရှိလေလေပါပဲ။သင်ရဲ့ကြီးမားတဲ့ယူမှန်းချက်တွေကိုသင်လုံဆောင်နိုင်တဲ့အဆင့်ငယ်လေးတွေအဖြစ်ကိုခွဲခြားလိုက်ပါ။ဘေးရဲ့တကုတ်ကျဲစီကိုပြင်ရှင်းပါ။ဒီလိုသိငယ်ပြီးရှင်းလင်းတဲ့ရည်မှန်းချက်လေးတွေကိုနေ့စဉ်သတ်မှတ်တတ်တဲ့အလေးချက်ကိုပြုလုပ်လိုက်တဲ့အခါမှာ အချင်းကြလာတာနဲ့အမြအသင်ဘလောက်တိုးတက်မှုတွေရလာတယ်လဲဆိုတာကိုအံအားသိရပါလိမ့်မယ်။မကြခင်မှာပဲအဲ့ဒီသေးငယ်တဲ့နေ့စဉ်အောင်မြင်မှုလေးတွေကလူတိုင်းအတွက်ကြီးမားတဲ့အောင်မြင်မှုတွေအဖြစ်စုပေါင်းသွားပါလိမ့်မယ်။ဒီတော့တင်းရဲ့ရည်မှန်းချက်တွေကိုခြာရေးဖို့မမေ့ပါနဲ့။နောက်တစ်ခုအနေနဲ့ကတော့တင်းရဲ့စိတ်ကိုအစာကျွေးတာက အမခန်းအကျိုးကျေးဇူးတွေပေးလိမ့်မယ်ဆိုပေမဲ့ကျွန်တော်တို့မမေ့တင်တာကတင်းရဲ့ခန္ဓာကိုယ်ကိုလည်းအစာကျွေးရမယ်ဆိုတာပါ။ပြီးတော့ကောင်းမွန်တဲ့အစာကျွေးခြင်းမျိုးပေါ့။ လေ့ကျင့်ခန်းဆိုတာကလူတွေသိသဘောကျတဲ့ဒါမှမဟုတ်ရှောင်ကျဉ်တတ်တဲ့နှမျိုးတွေကတခုခုဖြစ်နေတဲ့လေ့ကျင့်ပါဒါပေမဲ့ကျွန်တော်ပြောပါမယ်ဒါကဒင်းမွေးမြူနိုင်တဲ့အရေးကြီးဆုံးအလေ့ကျင့်တွေကတခုပါပဲပြီးတော့ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအတွက်တတ်တမဟုတ်ပါဘူးလေ့ကျင့်ခန်းကသင်ရဲ့ခန္ဓာကိုယ်ကိုကျန်းမာစေတယ်ဒါပေမဲ့အဲ့ဒါထက်ပိုပါတယ်သူကသင်စိတ်ကိုထက်မြက်စေတယ်သင်ရဲ့စွမ်းအင်အာယုံစုတဲ့မှုနဲ့စိတ်ကံစားချက်ကိုမြင့်တင်ပေးတယ်။တင်းခန္ဓာကိုယ်ကိုလှုပ်ရှားတဲ့အခါတင်းကိုယ်တိုင်ပြောနေတာက ငါသက်ရှင်နေတယ်ငါဆွမ်းဆောင်နိုင်တယ်ငါတန်ပါတယ်ဆိုတာပါအဲ့ဒီရတွေ့ပုံစံကသင်ပေါ်ရဲ့တခြားသောကဏ္ဍတိုင်းစီကိုကူးဆက်သွားပါတယ်ကြည့်လိုက်ပါသင်ရဲ့ရုပ်ပန်းဆိုင်ရာခန်းစားရပုံနဲ့စိတ်ပန်းဆိုင်ရာဆွမ်းဆောင်ရေးကြမှာထဲဆက်ဆက်မှုရှိပါတယ်သင်ကောင်းမွန်တဲ့ပုံစံမှာရှိနေတဲ့အခါသင်ခန္ဓာကိုယ်ကတန်ပါနေတဲ့အခါသင်စိတ်ကထက်မြက်လာတယ်သင်ရပီစည်းမှုကိုပို့ပြီးတော့မှခေါင်းခေါင်းကင်တွင်နေလာတယ်ပို့ပြီးတော့မှရှင်းရှင်းလင်းလင်းတွေးနေလာတယ်ပြီးတော့သင်စီရောက်လာမဲ့စင်ကုန်မှုတွေကိုကင်တွယ်ဖို့ဆွမ်းနေဖို့ရှိလာတယ် ဒါကြောင့်လေ့ကျင့်တိုင်းလုပ်ခြင်းကိုလေ့ကျင့်တစ်ခုအဖြစ်ပြုလုပ်တာကအရင်အရေးကြီးတာပါပြီးတော့ကျွန်တော်ကဂျင်မာနိုင်ပေါင်းများစွာဓမ္မမဟုတ်ပင်မနဲ့လေ့ကျင့်ကလုပ်ရမယ့်အကြောင်းကိုပြောနေတာလည်းမဟုတ်ပါဘူးအဲ့ဒီလောက်ရှုပ်ထွေးနေကြမလို့ပါဘူးမိနစ်20လောက်လမ်းလျှောက်တာပေါ်ပေါ်ပပအကျော်ဖြည်တာကာယလေ့ကျင့်ကနည်းနည်းပပနဲ့တင်းနဲ့အစဉ်ပြေတဲ့ဘေးရမစို့ကိုလုံနိုင်ပါတယ်အဓိကချက်ကပုံမှန်လုံဆောင်မှုပါပဲတပတ်တခါအရန်ပြင်းပြင်းထန်ထန်လုပ်ပြီးတော့ပင်မနွမ်းနေသွားတာတဲ့နေ့တိုင်းနည်းနည်းစီလုပ်တာကပိုကောင်းပါတယ် လေ့ကျင့်ခန်းနဲ့ပတ်သက်တဲ့နောက်ထပ်အချက်တစ်ခုကတော့ဒီလိုပါဒါကဘဝအတွက်ကြီးမားတဲ့ပုံပမာတစ်ခုပါပဲတရားမသက်မသာဖြစ်မှုကိုတွန်းလှန်ပြီးတော့ဆက်သွားတဲ့အခါခက်ခဲနေခြင်းမှာတော့ဆက်လုတဲ့အခါတရားခန္ဓာရားကိုတည်ဆောက်နေတာပါတရားကိုကိုကိုဆက်သွားဖို့လက်မလျှော့ဖို့လေ့ကျင့်ပေးနေတာပါအဲ့ဒါကတဲ့အောင်မြင်ခြင်းနဲ့ဘေးရာကိုမဆိုအသုံးချနိုင်တဲ့သင်ခန်းစာတစ်ခုပါသာကြောင့်လေးချင်းငန်းလှုပ်ချင်းကိုမိစဉ်အလေးချက်တစ်ခုပြုလုပ်ပါကိုယ်အတွက်အဆင်ပြေတဲ့ဘလို့နီးလန်းနေမစို့နေတိုင်းကိုယ့်ရဲ့ခန္ဓာကိုယ်ကိုလှုပ်ရှားပေးပါ ရပန်းဆန်ဟာပူကောင်းလာအောင်တမကစေပန်းဆန်ဟာပူရှင်းလင်းလာမှုပူပြီးတော့မှအာယုံစူးစိုက်လာနိုင်စွမ်းနဲ့တင်းရဲ့ရင်မချက်တကိုလိုက်မိဖို့အတွက်ပူပြီးဆရာထက်သက်မှုတွေရလာတာကိုလည်းတွေ့ရပါလိမ့်မယ်။နောက်အလေးချင်းတစ်ခုကိုဆက်မပြောခင်အခုလိုတန်ဖိုးရှိတဲ့ဘူသူတာတွေကိုအမြဲတမ်းတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ The World Power မြန်မာ Channel လေးကို Like and Subscribe လုပ်ထားဖို့မမေ့ပါနဲ့။ဒါဆိုရင်ဆက်ပြောလိုက်ရအောင်။နောက်တစ်ခုကတော့ Gratitude ဂျေဇူးတင်တဲ့ခြင်းပါ။ဒါကအရင်ရိုးရှင်းတယ်လို့ထင်ရပါပြီမယ်။ ငကြာခဏလေးလူရှုခံရတဲ့အလေးအကျင့်တွေက တခုပါပဲ။ဒါပေမဲ့ကျွန်တော်ပြောပြရစီယေရှုတည်တဲ့ခြင်းကသင်မွေးမြူနိုင်တဲ့အစွမ်းတဆုံအလေးအကျင့်တွေကတခု။သင်အာရုံစိုက်တဲ့အရာကချဲထွင်လာတယ်။သင်မားယွင်းနေတဲ့အရာပျောက်ဆုံးနေတဲ့အရာ။သင်မပိုင်ဆိုင်တဲ့အရာတွေကိုအာရုံစိုက်နေရင်ဘာဖြစ်လာမလဲ။အဲဒီလိုအရာတွေကိုပူရလာပါလိမ့်မယ်။ဒါပေမဲ့ကောင်းမွန်တဲ့အရာတွေအစဉ်ပြေနေတဲ့အရာတွေမိတ်ဆွေပိုင်ဆိုင်ထားတဲ့အရာတွေကိုအာရုံစိုက်မယ်ဆိုရင် ယေရှုတင်စရာပိုများလာတဲ့အရာတွေကိုသင်စတဲ့ဂရိထားမိလာပါလိမ့်မယ်။ပြီးတော့အမြင်အာယုံမှဒီလိုပြောင်းလဲသွားတာကသင်ရဲ့ဘဝတစ်ခုလုံးကိုပြောင်းလဲပြစ်နိုင်ပါတယ်။ယေရှုတကယ်ယေရှုဆိုတာခံစားချက်ကောင်းတစ်ခုရဖို့တည်းမဟုတ်ပါဘူး။ဒါကအချိန်တိုင်းမှာကောင်းမြင်စေထားတတ်ဖို့သင်စိတ်ကိုလေ့ကျင့်ပေးခြင်းပါ။သင်ဟာကောင်းမွန်တဲ့အရာကိုအာယုံစိုက်တဲ့အလေးခြင်းကိုပြုလုပ်တဲ့အခါသင်ဘဝတွေကိုပို့ပြီးတော့မှကောင်းမွန်တဲ့အရာတွေကိုဆွဲဆောင်ဖို့စတင်ပါလိမ့်မယ်။ဒါကတန်လိုက်လို့ပါပဲ။ယေရှုတင်ရခြင်းကသင်ရဲ့ဆွမ်းရည်ကိုပြောင်းလဲပေးတယ်။စေပြအားငယ်နေတဲ့ ဒါမှမဟုတ်လိုအပ်ချက်တွေရှိနေတဲ့ခံစားချက်နဲ့ရှောက်သွားနေမယ်အစားတရားပြည့်စုံမှုစိတ်ကျေနပ်မှုနဲ့လုံလောက်မှုကိုစတင်ခံစားလာရတယ်။အဲဒီလိုစိတ်အခြေအနေမှာရှိနေတဲ့အခါတရားခွင့်လန်းတဲ့အတွက်ပူပြီးတော့မှပွင့်လင်းလာတယ်။အတွေ့အမြင်တွေတဲ့အတွက်ပူပြီးတော့မှပွင့်လင်းလာတယ်။ပြီးတော့ဘဝကဘေးစွမ်းနိုင်တဲ့ဖြစ်နိုင်ခြေတွေကိုပူပြီးတော့မှလက်ခံနိုင်လာတယ်။ဒါဆိုရင်ဂျေဆုတင်တဲ့ခြင်းကိုဘလို့အလေးချက်တစ်ခုအဖြစ်နဲ့ပြုလို့ရမလဲ။ရိုးရှင်းပါလေ။နေ့တိုင်းအသင်ဂျေဆုတင်ရမယ့်အရာတွေကိုခဏတာစဉ်းစားပါ။ကြီးမားတဲ့အရာတစ်ခုခုဖြစ်နေစရာမလိုပါဘူး။ ဒီမနက်တင်နိုးလာတာဖြစ်နိုင်တယ်။တကယ်ချင်းတယောက်ရဲ့ဂျင်နာတဲ့စကားတကွန်းဖြစ်နိုင်တယ်။နေအောင်ကြီးဒါမှမဟုတ်တင်ကောင်းပေါ်ကအမိုးကလည်းဖြစ်နိုင်တယ်။ဘယ်ရာပဲဖြစ်ဖြစ်ခဏတာတန်ဖိုးထားလိုက်ပါ။ဖြစ်နိုင်ရင်ခြာရေးလိုက်ပါ။အချင်းကြာလာတာနဲ့အမြတ်တင်ရဲ့အတွေးပုံစံကအပြောင်းလဲစတင်လာတာကိုသတိထားမိလာပါလိမ့်မယ်။ဂျေဆုတင်စရာပိုများတဲ့အရာတွေကိုပိုပြီးတော့မှမြင်လာပါလိမ့်မယ်။ဒါဆိုရင်တင့်ဘွားကပူပြီးချွေဝပူပြီးပြည့်စုံပြီးတော့ပူပြီးပျော်ရွှင်လာတာကိုခံစားရပါလိမ့်မယ်။နောက်တစ်ခုကတော့ rest အနားယူခြင်းပါ။ ျွန်တော်တို့အများစုကမလက်ပိုင်းကနေစလို့ဖုတ်ကောင်တကောင်လိုအိယာစီကိုရှောက်သွားတဲ့အထိမရက်နာကြပါဘူးဒီလိုအရှင်ယုံမြန်တဲ့ကဘာကြီးမှာအနာယုချင်းကတန်ဖို့နေပါလာတဲ့အရာတခုလိုဖြစ်လာပါတယ်ကျွန်တော်တို့ကအမြဲတမ်းသွားနေကြပါတယ်နောက်တဲ့ရည်မှန်းချက်နောက်တဲ့အောင်မြင်မှုတခုအတွက်အမြဲတမ်းကြိုးစားနေကြတယ်ဒါပေမဲ့ဒီအချက်ကိုသတိပြုပါအနာယုချင်းမရှိရင်ပြန်လည်နလန်ထူချင်းမရှိရင်ကျွန်တော်တို့ခြေကုန်လက်ပန်းချသွားလိမ့်မယ်ကျွန်တော်တို့ရဲ့စိတ်နဲ့ခန္ဓာကိုယ်တွေဟာအပြန်အသွင်းမှုလှုပ်ဆောင်မှုပြန်လည်ကုစားမှုအချိန်လိုအပ်ပါတယ် တင်ကိုကိုကိုအရန်ထောင်းအပ်ပြီးတဲ့အခါအနာယူလာကိုလေးလူရှုတဲ့အခါတင်ရကိုကိုကောင်းကျိုးပြုနေတာမဟုတ်ပါဘူးတကယ်တော့တင်ကတင်ရဲ့ဆွမ်းရည်ကိုကန့်သတ်နေတာပါအနာယူခြင်းဆိုတာအိဆက်ဘူးတသက်လည်းမဟုတ်ပါဘူးအိဆက်ခြင်းကအလွန်အရေးကြီးပြီမယ်လေဒါကကိုကိုကိုစုညံတန်တွေစိတ်ပီစီမှုတွေဘဝရဲ့အမြဲတမ်းတောင်းဆိုမှုတွေကနေဝေးကွာဖို့အချိန်ပေးခြင်းပါဒါအသင်းစိတ်ကိုလမ်းလျှောက်ထွက်ဖို့အိမ်မက်မက်ခွင့်စိတ်လျှောက်ခွင့်ပေးလိုက်တာပါ သင်ဘာမှစဉ်းစားဖို့မကြိုးစားတဲ့ကသင်အကောင်းဆုံးအတွေ့ခေါ်တွေသင်စီကိုဘယ်လိုရောက်လာတယ်ဆိုတာကိုသတိထားမိဘူးလားရေချိုးနေတုန်းလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်အပြင်မှာလမ်းလျှောက်နေတုန်းဒါမှမဟုတ်တိတ်တိတ်ဆိတ်ထိုင်နေတုန်းပေါ့ဘာဖြစ်လို့လဲဆိုတော့သင်စိတ်ကနေရာလွတ်လို့အဲ့လိုပါအစအပြောက်တွေကိုဆက်ပြေဖို့ပြဿနာတွေကိုပြေရှင်းမှုဒီတွင်ဖန်တီးမှုကိုအစာပြေဖို့အတွက်သင်စိတ်ညင်သက်တဲ့အခိုက်အတန့်တွေလိုအပ်ပါတယ်ကျွန်တော်တို့ကအလုတ်ကြိုးစားမှုကိုပဲကြီးမွန်အမွန်တင်တတ်တဲ့ရင်ကျင်းမှုတွေမှာနေထိုင်ကြရပါတယ် ။ဒူရိုင်းကကြိတ်မိပြီး24နှစ်ပြတ်လုံးအလုပ်လုပ်ရင်းကအလုပ်များတဲ့အကြောင်းပဲပြောနေကြတယ်။ဒါပေမဲ့တခုပြပြပါမယ်။ဒါကတင်ဘလောက်ပဲကြိုးစားလဲဆိုတဲ့အပေါ်မှာမူတည်နေတာမဟုတ်ပါဘူး။တင်ဘလောက်ပြတ်တွင်းညာရှိတယ်လဲဆိုတဲ့အပေါ်မှာလည်းမူတည်ပါသေးတယ်။စမက်ကြကြလုံးလုံးချင်းရဲ့တစိတ်တစ်ပိုင်းကတော့ဘယ်ချိန်မှနောက်ဆုတ်ရမလဲ၊ဘယ်ချိန်မှနားရမလဲ၊ဘယ်ချိန်မှအပြန့်သွင်းရမလဲဆိုတာကိုသိချင်ပါ။တဲ့ရဲ့အုံလောက်ကအစွမ်းတက်တဲ့ကရိယာတစ်ခုပါ။ဒါပေမဲ့အကောင်းဆုံးလှုပ်ဆောင်နိုင်မှုအတွက်အနာယူခြင်းလိုအပ်ပါတယ်။ဒါကြောင့်အနာယူခြင်းကိုဦးစားပေးတဲ့အလေးချက်တစ်ခုအဖြစ်ပြုလုပ်ပါ။ နေ့ဘက်မှာခဏနားတာပဲဖြစ်ဖြစ်စိတ်ရလဲရနေဖို့အချိန်စရာဆွဲတာပဲဖြစ်ဖြစ်ညဘက်မှာလုံလောက်တဲ့အိပ်စက်ချင်းရယူတာပဲဖြစ်ဖြစ်အနားယူခြင်းကတင်းရဲ့ထလုံးနိုင်စွမ်းကိုထိုးတက်စေနိုင်မှာကတင်းရဲ့ဘဝအရေးသွေးကိုလည်းမြင့်တင်ပေးပါလိမ့်မယ်အနားယူခြင်းဆိုတာကငြင်းတိုင်းနေတာတသက်မဟုတ်ပါဘူးဒါကတင်းရဲ့စိတ်နဲ့ခန္ဓာကိုပြန်လည်ကောင်းမှုမှုအခွင့်အရေးပေးခြင်းပါတဲ့အတွက်အနားယူခြင်းကတရားထိုင်တာဒါမှမဟုတ်တဘာဝထဲမှာတည်တည်ဆိတ်ဆိတ်လမ်းလျှောက်တာလည်းဖြစ်နိုင်ပါတယ်။သင်ချရသူတွေနဲ့အချင်းပြုံးတာ ဓမ္မမုတ်တင်းကိုပြောရွှင်စေတဲ့ဝါသနာတစ်ခုမှပါဝင်လာလဲဖြစ်နိုင်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်တင်းရဲ့နေစဉ်လို့လှုပ်ဆင်တဲ့မှာအနာယူဖို့အချိန်ထည့်သွင်းထားတာသိကြပါစေ။တကယ်ကိုလှပတဲ့အရာကဒီမှာပါပဲ။တင်းအနာယူတဲ့အခါတင်းပူပြီးတော့မှတမ်းမာလာတယ်။တင်းစိတ်ကပူပြီးတော့မှထက်မြက်လာတယ်။ပြီးတော့တင်းကပူပြီးတော့မှ ဖန်တင်းနိုင်စွမ်းရှိလာတယ်။ဒါကြောင့်အနာယူတာကဇင်ခန္ဓာဓမ္မမုတ်အာနေကြရဲ့လက္ခဏာတခုဆိုတဲ့အယူအဆကိုလက်မခံပါနဲ့အနာယူခြင်းကမရှိမပြည့်လိုအပ်ချက်တခုပါ ီးတော့အသင်းရဲ့ရည်မှန်းချက်တွေကိုအောင်မြင်ဖို့အတွက်သင်ပိုင်ဆိုင်ရတဲ့အစွမ်းတက်ဆုံးကိရိယာတွေကတခုပဲဖြစ်ပါတယ်။နောက်ထပ်အလေးချက်ဒီတစ်ခုကသင်ယူဖို့ခက်ခဲတဲ့အရာတစ်ခုပါ။ကျွန်တော်အမြဲလှုပ်ချင်ခဲ့ပြီးမြင်ကျွန်တော်မတတ်နိုင်ဘူးလို့ထင်ခဲ့ပူပါတယ်။နောက်ထပ်အလေးချက်က giving ပေးကမ်းခြင်းပါ။ဒါကသင်ဘဝကူတာမကသင်ပတ်ဝန်းကျင်ကလူတွေရဲ့ဘဝကူပါ။ပြောင်းလဲပေးနိုင်တဲ့အလေးအကျင့်တွေကတခုပါပဲ။အရင်ကစကားပုံတခုရှိပါတယ်။သင်ပို့ပေးလီပို့ရလီပဲ။ဒါကမှန်ကန်ပေမဲ့လူအများစုတွေးတင်ထားတဲ့ပုံစံမျိုးတော့မဟုတ်ပါဘူး။ ကြည်ပါဘေးကမ်းခြင်းဆိုတာကရဲဝတ္ထုပစ္စည်းတွေတသက်မဟုတ်ပါဘူးဒါကတင်းရဲ့အချိန်တင်းရဲ့အာယုံဆိုင်မှုတင်းရဲ့စွမ်းအင်တင်းရဲ့ဉာဏ်အမှုတွေကိုဘေးကမ်းခြင်းအကြောင်းပါတရားတရားသူတွေကိုဘေးကမ်းမှုအလေးချင်းလုပ်တဲ့အခါသင်္ကိုယ်တိုင်းဘဝထဲမှာကျဝချမ်းသာမှုစီစဉ်မှုကိုဖွင့်ပေးလိုက်တာပါဒါကတဘာဝရဲ့ဏိယာမတစ်ခုလိုပါပဲသင်ကဘာလောကတွေကိုပို့ထုတ်ပေးလေအဲ့ဒါကသင်စီကိုပို့ပြီးတော့မှပြန်လာလေလေပါဒါပေမဲ့ဒီမှာအဓိကအချက်ရှိပါတယ်ဘာရယူလို့စိတ်မှမရှိပဲပြီးပါသင်သာစိတ်မနဲ့ရယူမှုနဲ့ဘေးကမ်းတဲ့အခါ အကျိုးကျေးဇူးကိုမမျှော်လင့်မဲနဲ့ဘေးကန်းတဲ့အခါတခြားဘယ်ရန်ထဲမှာမတူညီနိုင်တဲ့ပြေးဝါးတဲ့ခံစားချက်ကိုသင်ဖန်တီးလိုက်တာပါပြီးတော့နှစ်တွေကြာလာတာနဲ့အမျှကျွန်တော်သင်ယူခဲ့ရတဲ့အရာကတော့ဒီလိုပါဘေးကန်းတဲ့သူတွေတကယ်ကိုဘေးကန်းတဲ့သူတွေဟာအများဆုံးပိုင်ဆိုင်တယ်လို့ထင်ရသူတွေပါသူတို့မှာချစ်ခြင်းမေတ္တာပျော်ရွှင်မှုအောင်မြင်မှုတွေရှံပယ်နေပါတယ်ဒါကငွေကြေးပေးကမ်းခြင်းအကြောင်းတသက်ပဲတော့မဟုတ်ပါဘူးအဲ့ဒါကလည်းကိုကြီးပံ့ပိုးတဲ့အနေနဲ့တစ်ခုဖြစ်ခဲ့ပြီးမယ်လေ ဒါအသင်ကိုယ်တိုင်သင်ရဲ့အရေးအချင်းတွေသင်ရဲ့အချင်းတွေကိုပေးကမ်းခြင်းအကြောင်းပါတစုံတရာကိုလမ်းညွှန်ပေးတာစေတနာဝန်ထမ်းလုပ်တာဘာမှမဟုတ်သင်ကိုလိုအပ်နေတဲ့ငွေချင်းတရာအတွက်ရိုးရှင်းရှင်းရှိနေပြီးတာဖြစ်နိုင်ပါတယ်ပြီးတော့မမေ့ပါနဲ့ပေးကမ်းခြင်းမှာကိုယ်ကိုယ်တိုင်အတွက်ပေးကမ်းခြင်းလည်းပါဝင်ပါတယ်သင်ခွဲအလွတ်ထဲကနေသူများခွဲတဲ့ကိုမလောင်းနိုင်ပါဘူးဒါကြောင့်သင်ကကိုယ့်ကိုယ်ပိုင်လိုအပ်ချက်တွေကိုဂရုစိုက်ဖို့ကိုယ့်ကိုယ်ကိုဖြည့်ဆည်းပေးဖို့တည်ကြပါစေဒါမှတခြားသူတွေကိုပေးကမ်းဖို့ပုံများလာပါလိမ့်မယ် ပြီးတော့သင်ဘေးကမ်းချင်းကိုအလေးချက်တစ်ခုအဖြစ်ပြုလုပ်တဲ့အခါမှာအံ့ဩစရာတစ်ခုခုကိုစတင်သတိထားမိလာပါလိမ့်မယ်။သင်ကပူပြီးပေးလီအခွင့်အလမ်းတွေကသင်စီကိုပိုရောက်လာလိမ့်လိမ့်မယ်။ဒါဆက်ကြဝလာကြီးကသင်တံပိုးတစ်ခုဖန်တီးနေတယ်ဆိုတာကိုအတိအမှတ်ပြုလိုက်တာနဲ့တူပါတယ်။ပြီးတော့ဆက်ကြဝလာကသင်ကိုအဲ့ဒီအတွက်စူးချခြင်းနေပါတယ်။ဒါကြောင့်နေ့စဉ်လေ့ကျင့်မှုတစ်ခုအနေနဲ့ကိုကူကူမေးပါ။ဒီနေ့ငါဘယ်လိုဘေးကမ်းနိုင်မလဲ။တစုံတရာရဲ့ဘဝမှာငါဘယ်လိုပြသဘောဆောင်တဲ့အပြောင်းလဲကိုဖန်တီးပေးနိုင်မလဲ။ ပြီးတော့ပြန်လည်အနေနဲ့အသင်းရဲ့ဘဝဘယ်လိုစတင်ဖွံ့ဖြိုးတိုးတက်လာသလဲဆိုတာကိုစောင့်ကြည့်ပါနောက်တစ်ခုအနေနဲ့အသင်နားထောင်တက်ရပါမယ်နားထောင်ခြင်းကအသင်ဘဝကိုတမကအသင်ရဲ့ဆက်ဆံရေးတွေကိုပါပြောင်းလဲပြဖို့စွမ်းအားရှိတဲ့အလေးချင်းတွေကနောက်တစ်ခုပါလူအများစုကတို့ကနားထောင်ကောင်းသူတွေလို့ထင်ကြတယ်ဒါပေမဲ့တကယ်တမ်းမှာတော့တို့ဟာတို့စကားပြောဖို့အလက်ကိုစောင့်နေကြတာဖြစ်ပါတယ်နားထောင်တက်ခြင်းတကယ်ကိုနားထောင်တက်ခြင်းကကျွမ်းကျင်မှုတစ်ခုပဲပြီးတော့ဒါကတင်းရဲ့ပတ်ဝန်းကျင်ကလူတိုင်းနဲ့တင်းရဲ့အပြန်အလှန်ဆက်ဆံမှုတွေကိုပြောင်းလဲပေးနိုင်တဲ့အလေးချင်းတစ်ခုပါ တင်နားတော်လဲခါမှာတင်းရဲ့လေးစားမှုကိုပြတ်တာတာပါတခြားသူရဲ့အတွေးတွေသူတို့ရဲ့ထင်မြင်ယူဆချက်တွေသူတို့ရဲ့ခံစားချက်တွေကိုတင်တန်ဖိုးထားတယ်ဆိုတာကိုပြတ်တာတာပါပြီးတော့အဲ့လိုလေးစားမှုမျိုးကယုံကြည်မှုကိုတိဆောက်ပေးပါတယ်ဆက်ဆံရေးတွေကိုခိုင်ပါစေတယ်တကားတွေကိုဖွင့်ပေးပါတယ်ဒါပေမဲ့ဒီအချက်ကအရေးကြီးတယ်နားတော်ချင်းဆိုတာကတစုံတစ်ယောက်ပြောနေတဲ့စကားလုံးတွေကိုကြားယုံဆိုတာတက်ပို့ပါတယ်ဒါနားလည်ခြင်းကြောင့်ပါအဲ့ဒီအခိုက်အတန့်မှာပြေပါရှိနေခြင်းကြောင့်ပါတစုံတစ်ယောက်ကတင်းကိုစကားပြောနေတဲ့အခါ ခေါင်းကြီးပြပြီးနောက်တစ်ခါဘာပြောရမလဲဆိုတာကိုတွေးမိပါနဲ့ရှက်လိုက်ပါတကယ်ကိုနားတော်ပါတို့ရဲ့ကိုယ်ခံမှုရာတို့ရဲ့စကားတန်နေမြင့်တို့ရဲ့စကားလုံးတွေရဲ့နောက်ွယ်ကခန်းစားချက်တွေကိုအာရုံစိုက်ပါဒင်းဒီလိုလှုပ်တဲ့အခါမှာလူတွေကသင်စီပို့ပြီးတော့မှဖွင့်ဖွင့်လင်းလင်းပြောလာတာကိုတွေးရပါလိမ့်မယ်တို့ကသင်ကိုပို့ပြီးတော့မှယုံကြည်လာတယ်သင်ရဲ့ထင်မြင်ယူဆချက်ကိုပို့ပြီးတန်ဖိုးထားလာတယ်ဘာဖြစ်လို့လဲဆိုတော့သင်ကတို့ရဲ့အပြေးအဝအာရုံစိုက်မှုဆိုတဲ့လက်ဆောင်ကိုပေးလိုက်လို့ပါပြီးတော့ဒီလိုအာရုံပြန့်လွင့်လွယ်တဲ့ကဘာကြီးမှာဒါကရှားပါးပြီးတန်ဖိုးရှိတဲ့လက်ဆောင်တစ်ခုပါ နားတော်ညင်းရဲ့လှပတဲ့အစိပ်ပိုင်းကဒီမှာပါဒါကတခြားသူတွေအတွက်တသက်မဟုတ်ဘူးတင်ရနားတော်ညင်းကိုလေ့ကျင့်တစ်ခုအဖြစ်ပြုလုပ်လိုက်တဲ့အခါမှာတင်ပို့ပြီးဉာဏ်ပညာရှိလာတယ်တင်ပို့ပြီးတော့မှတင်ယူရတယ်လူတွေနဲ့အခြေအနေတွေကိုပုံမှန်နဲ့ဆိုင်တဲ့အစင်တစ်ခုမှာနားလည်လာတယ်ပြီးတော့အဲ့ဒီနားလည်မှုကလာအဲ့ဒါကအစွမ်းထက်ပါတယ်သူကပိုကောင်းတဲ့ဆွန်ပြချက်တွေကိုချနေအောင်ကူညီပေးပါတယ်ပြဿနာတွေကိုပို့ပြီးတော့မှတိရောက်စွာဖြေရှင်းနိုင်ပါတယ်ပြီးတော့လူတွေနဲ့အတိတ်ပဲရှိတဲ့နီလန်းနဲ့ဆက်သွယ်နိုင်ပါတယ်ဒါကြောင့်ဒီနေ့ပဲနားထောင်တတ်တဲ့အလေးချင်းကိုစာပြီးလေ့ကျင့်ပါ ။သိမလို့ပါဘူး။အာယုံစူးစမ်းမှုအနေငယ်ပူထဲဖို့ရည်ရချက်အနေငယ်ပူထားဖို့ပဲလိုတာပါ။ပြီးတော့သင်ရရှိမဲ့အကျိုးကျေးဇူးတွေဟာသင်ကိုယ်ကြီးကိုယ်တော်ကိုလုပ်ငန်းခွင်ပါပါ။ကြီးမားလာပါလိမ့်မယ်။နောက်တစ်ခုစိတ်ရှည်တတ်ဖို့သင်ယူပါ။စိတ်ရှည်ခြင်းကကျွန်တော်တို့လိုအပ်တယ်ဆိုတာအားလုံးသိထားတဲ့အရာတွေကတစ်ခုပါပဲ။ဒါပေမဲ့မကြာခဏဆိုသလိုလက်တွေ့မကျင့်သုံးပြကြဘူး။ကျွန်တော်တို့ကချက်ချင်းလိုချင်တဲ့ကဘာကြီးမှနေတိုင်းနေရတာပါအရာလုံးကိုကိုယ်ချက်ချင်းလိုချင်ကြတယ်အောင်မြင်မှုတွေရလက်တွေအတိအမှတ်ပြမှုတွေ ဒါပေမဲ့ဒီမှာအမှန်တရားရှိပါတယ်။တံပိုးရှိတဲ့ဘယ်ရာမဆိုအချင်းယူရတယ်။ဂျိုးစာအားထုတ်မှုလိုအပ်တယ်။စိတ်ရှင်မှုလည်းလိုအပ်ပါတယ်။သင်ဟာစိတ်ရှိခြင်းရဲ့လေးခြင်းကိုဝင်းမြူနိုင်မယ်ဆိုရင်ဘဝကစိတ်ပြည့်စုံမှုနေသွားပြီးတော့ပိုပြီးပျော်ရွှင်စရာကောင်းလာတာကိုတွေ့ရပါလိမ့်မယ်။လူအများစုကအယံကိုမှစောစောစီးစီးနဲ့လက်လျှော့လိုက်ကြတယ်။သူတို့ရဲ့လှုပ်အားရဲ့အသီးအပွင့်တွေကိုမမြင်ရခင်မှာပဲထွက်သွားကြပါတယ်။ဒါပေမဲ့အောင်မြင်သူတွေကတော့ဆောင်းဆိုင်မှုဆန္ဒရှိတဲ့သူတွေပါ။ ဘဝမှာကောင်းဆုံးရာတွေဟာချက်ချင်းဖြစ်မလာဘူးဆိုတာကိုနားလည်သူတွေပါစိတ်ရှည်ခြင်းဆိုတာကနောက်ဆုတ်ပြီးဘာမှမလုပ်ဘဲနေတာကိုမဆိုလိုဘူးဒါကပုံမှန်လှုပ်ဆောင်ခြင်းကိုဆိုလိုပါတယ်နေ့စဉ်မပြတ်မလတ်လှုပ်ဆောင်နေရင်ရလက်တွေဟာချိန်တန်ရောက်လာလိမ့်မယ်ဆိုတာကိုယုံကြည်နေရင်နဲ့ပါဒါကလုပ်ငန်းစဉ်ကိုယုံကြည်ခြင်းအကြောင်းပါချက်ချင်းတိုးတက်မှုကိုမမြင်ရတဲ့အခါမှာတော့ယုံကြည်နေခြင်းပါအစီတစီကိုစဉ်းစားကြည့်ပါ။တင်မြေကြီးထဲမှာဆိုင်လိုက်တယ်။ရေလောင်းတယ်၊ဖြူဆိုင်တယ်။ဒါပေမဲ့ခဏတာတော့ဘာမှမဖြစ်ဘူးလို့ထင်ရတယ်။မြင်သာတဲ့ကြီးထွားမှုမရှိဘူး။ဒါပေမဲ့မြင်တဲ့ပြင်အောက်မှာတော့ အဲ့ဒီအစေကစတင်အပင်ပေါက်လာနေပြီအမြစ်တွေပွန်ပြိုးလာနေပြီသူကမိသားကိုထိုးပေါက်ပြီးတော့လှပတဲ့အရာတခုပြည့်ကြီးထွားလာမယ့်အချိန်အတွက်ပြင်ဆင်နေတာပါအောင်မြင်မှုဆိုတာကလည်းဒီလိုအလုပ်လုပ်တာပါဒီမမြင်နိုင်သေးတဲ့အချိန်မှာတော့တင်းရဲ့ဂျိုးပန်းမှုတွေအမြစ်တွေကကြီးထွားနေပါတယ်ဒါဆိုရင်စိတ်ရှိချင်းအလေးချင်းကိုဘယ်လိုမွေးမြူမလဲတင်းရဲ့အတွေးခေါ်ပုံစံကိုပြောင်းလဲခြင်းနဲ့စတင်ပါချက်ချင်းဖြစ်လာမယ့်ရလဒ်တွေကိုမျှော်လင့်နေမယ့်အစားရေရှည်ကစားပွဲကိုအာရုံစိုက်ပါကြီးမြတ်တဲ့အရာတွေကချိန်ယူရတယ်ပြီးတော့တင်းအခုစူးစမ်းနေတဲ့အရာတွေဟာ အနာဂတ်မှာအကျိုးဖြစ်ထွန်းလာမယ်ဆိုတာကိုသတိရပါဒီအချိန်အတော်အတွင်းမှာလုပ်ငန်းစဉ်တွေကပျော်ရွှင်မှုကိုရှာဖွေပါလက်တစ်ချောင်းမှာရရှိတဲ့ဒိငယ်တဲ့အောင်မြင်မှုလေးတွေကိုခုန်ပြုပြီးတော့စိတ်ရှည်မှုနဲ့ဇွန်းလုံးလာရှိရင်သင်ရဲ့ရည်မှန်းချက်တွေကိုအောင်မြင်လိမ့်မယ်လို့ယုံကြည်ပါမိတ်ဆွေတို့စိတ်ရှည်ခြင်းကစူပါပါဝါတစ်ခုပါသင်ကဒီဆွမ်းရည်ကိုပိုင်နိုင်တဲ့အခါမှာဘလောက်ကြကြခီးနေရပါစေစိတ်ငြိမ်အောင်အာရုံစူးစမ်းအောင်ဂရီတီအောင်နေထိုင်ခြင်းဆိုတဲ့နှုတ်ပညာကိုသင်ကျွမ်းကျင်သွားတာပါပဲနောက်တစ်ခုအနေနဲ့သင်ကမှန်ကန်တဲ့သူတွေနဲ့ချင်းဖြုံးနေတယ်ဆိုတာကိုသိကြပါစေ။ ဒါကတင်မွေးမြူနိုင်တဲ့အရေးကြီးဆုံးအလေးချက်တွေကတခုပါကျွန်တော်ပြောတာကိုသင်ကြားဖို့မှာပါသင်အချိန်အများဆုံးပြုံးတဲ့လူ9ယောက်ရဲ့ပြင်းပြပုံစံကတင်ပါပဲသင်ရဲ့ပတ်ဝန်းကျင်ကသင်ကိုပုံဖော်ပေးတယ်ဒါသင်ရဲ့အတွေ့အကြုံလှုပ်ဆောင်ချက်တွေယုံကြည်ချက်တွေကိုလွှမ်းမိုးပါတယ်သင်ရပြတ်ဘောဆောင်တဲ့စိတ်ထားချင်းမြောင်းတဲ့လူတွေနဲ့ပေါင်းသင်းရင်အဲ့ဒါကိုကြော်လွားဖို့မယုံနိုင်လောက်ခက်ခဲပါလိမ့်မယ်ဒါပေမဲ့သင်ကပြတ်ဘောဆောင်တဲ့ရင်မဲ့ချက်ကြီးတဲ့ကြီးထွားမှုကိုဦးတည်တဲ့လူတွေနဲ့ပေါင်းသင်းရင် တို့ရဲ့ဆွေငါတင်းကိုမြင့်တင်ပေးပါလိမ့်မယ်။ဒါကတင်းကိုပူကောင်းအောင်ပူလှုံဆောင်ခြင်းလား။ပူမြင့်မြင့်ကိုရောက်ရှိဖို့တွန်းအားပေးပါလိမ့်မယ်။အခုဒါကအမြဲတမ်းတော့မလွယ်ဘူးဆိုတာကိုကျွန်တော်သိတယ်။ဒါကတလီမှာကျွန်တော်တို့ဘဝတဲကလူတွေနှစ်ပေါင်းများစွာတီးခဲ့တဲ့သူတွေဟာအကောင်းဆုံးလွမ်းမမှုတွေမဟုတ်နိုင်ပါဘူး။ဒါပေမဲ့တင်းကရွေးချယ်မှုတစ်ခုလုပ်ရပါမယ်။တင်းဘဝကိုပြောင်းလဲခြင်းနဲ့ဆိုရင်တင်းရဲ့ပတ်ဝန်းကျင်ကိုပြောင်းလဲဖို့ဆန္ဒရှိရပါမယ်။ဒါကတင်းဘသူနဲ့အချိန်ဖြုန်းမလဲဆိုတာကိုရွေးချယ်ရှိရှိရွေးချယ်ခြင်းကိုဆိုလိုပါတယ်။တဲ့ကိုဆရာတက်ကြွစီမဲ့ တင်းကိုစိန်ခေါ်မဲ့တင်းကိုယုံကြည်မဲ့လူတွေကိုရှာဖွေပါကြီးထွားမှုနဲ့ကိုပိုင်တိုးတက်မှုလမ်းကြောင်းပေါ်မှာရှိနေတဲ့သူတွေပေါ့ဒီလူတွေကတင်းရဲ့ရည်မှန်းချက်တွေကိုအောင်မြင်ဖို့အကူအညီပေးမဲ့သူတွေခက်ခဲတဲ့အချိန်တွေမှာတင်းကိုအားပေးမဲ့သူတွေပြီးတော့တင်းရဲ့အောင်မြင်မှုတွေကိုသင်တဲ့သူဂုဏ်ပြုပေးမဲ့သူတွေဖြစ်ပါတယ်ပြီးတော့ဒီရဲ့ချက်ကရေးကြီးပါတယ်ဒါတခြားသူတွေကတင်းအတွက်ဘာလုပ်ပေးနိုင်တယ်လဲဆိုတာနဲ့ပတ်သက်နေတာတသက်ပဲမဟုတ်ပါဘူးဒါတင်းကဘာလို့ယူဆောင်လာပေးတယ်လဲဆိုတာနဲ့လည်းသက်ဆိုင်ပါတယ် တခြားသူတွေကိုမြင့်တင်ပေးနိုင်မဲ့လူစားမျိုးဖြစ်ပါစေ။တခြားသူတွေကိုသူတို့ရဲ့အကောင်းဆုံးဖြစ်လာဖို့လုံဆော်ပေးတဲ့တငယ်ချင်းလို့ပေါ်ကံပြဒါမှမဟုတ်လမ်းညွန်ဆရာမျိုးဖြစ်ပါစေ။တရားမှန်ကန်တဲ့သူတွေနဲ့ပေါင်းသင်းတဲ့အခါမှာပြီးတော့ခန်းတွေကိုသင်ရဲ့အကောင်းဆုံးပုံစံကိုယူဆောင်လာတဲ့အခါမှာမော်ဆန်တဲ့အရာတွေဖြစ်လာပါတယ်။အတွေ့အမြင်တွေစီးဆင်းလာတယ်၊အခွင့်အလမ်းတွေပေါ်ပေါက်လာတယ်။ပြီးတော့လူတိုင်းသူတို့ကကြီးထွားလာကြတယ်။ဒါကြောင့်သင်ရဲ့အတိုင်းအဝိုင်းကိုကြည့်လိုက်ပါ။သင်ပတ်ဝန်းကျင်ကလူတွေဟာသင်ဖြစ်စဉ်တဲ့သူဖြစ်လာဖို့ကူညီပေးနေကြသလား။ မဟုတ်ဘူးဆိုရင်ပြောင်းလဲချို့လုပ်ဖို့အချိန်တနာဖြစ်နိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့တင်းရဲ့ပတ်ဝန်းကျင်ကတင်းကိုမြင့်တင်ပြီးမှဒါမှမဟုတ်ဆွဲချမှာဖြစ်ပါတယ်။ပြီးတော့ဘယ်ရာဖြစ်မလဲဆိုတာကိုရွေးချယ်ပိုင်ခွင့်ကသင်မှရှိပါတယ်။အခုဒီအသေးစားလေးချင်း၁၀ခုကအပေါ်ရန်ချင်းရိုးရှင်းတယ်လို့ထင်ရနိုင်ပါတယ်။ဒါပေမဲ့ကျွန်တော်ပြောပါမယ်။တို့မှာတင်းစိတ်ကူးတော်မရင်နိုင်တဲ့နီလန်းတွေနဲ့တင်းဘွားကိုပြောင်းလဲပြနေတဲ့စွမ်းအားရှိပါတယ်။ဒါကအရာအလုံးကိုပြီးပြည့်စုံအောင်လုပ်ဆောင်ဖို့အတွက်မဟုတ်ပါဘူး။ဒါအသေးမွားကနေစတင်မှုတင်းရဲ့နေစဉ်လိုလိုလှုပ်စင်ပါ။ ဒင်းငယ်တဲ့ချိန်ကြီးမှုလေးတွေလှုပ်ဖို့ပြီးတော့ပုံမှန်လှုပ်ဆောင်နေဖို့အကြောင်းပါအချင်းကြာလာတဲ့အခါအဲ့ဒီအသေးစားလေးချင်းတွေကပေါင်းဆက်အကျိုးတားမှုခွန်ပေါင်းဖြစ်လာပါလိမ့်မယ်ပြီးတော့သင်ရလက်တွေကိုစတင်မြင်လာရလိမ့်မယ်မကြာခင်မှာသင်ရဲ့ဘဝကဒီနည်းနဲ့လုံးဝကွဲပြားနေပါလိမ့်မယ်ဒါကြောင့်အသေးစားလေးချင်းလေးတွေရဲ့အစွမ်းအားကိုအထင်မသေးပါနဲ့ဒီနေ့ပဲစတင်ပါအလေးချင်းတစ်ခုတည်းနဲ့ပဲဖြစ်နေပါစေဘင်းရင်ကျန်တဲ့အလေးချင်းတွေကိုသင်ရဲ့နေစဉ်ဘဝတွေကိုဆက်ပြီးတော့မှထည့်သွင်းပေးပါပြီးတော့သင်ရဲ့ဘဝတသက်တာဘယ်လိုပြောင်းလဲသွားမလဲဆိုတာကိုစောင့်ကြည့်ပါ ဒီအကြံဉာဏ်တွေကသုံးဝင်နေဆိုရင်ဒီနေ့ဒီလိုအကြံဉာဏ်အကူအညီလိုအပ်နေမဲ့မိတ်ဆွေတယောက်စီကိုမျှဝေပေးခဲ့ပါ။အောက်မှာလည်းသင်ဘာရခဲ့ပြီလဲဆိုတာကိုရေးခဲ့ပြီပါ။ကျွန်တော်တို့က comment line ကိုဖတ်ပါတယ်။ကျေးဇူးပါခင်ဗျာ။